မြန်မာနိုင်ငံလူဦးရေရဲ့သုံးပုံတစ်ပုံဟာအကြီးအကျယ်စိုးရိမ်ရလောက်တဲ့အခြေအနေမျိုးအထိစားနပ်ရိက္ခာရှားပါမှုပြဿနာနဲ့ကြုံနေကြောင်းကုလသမဂ္ဂ UN ကသတိပေးပြောကြားခဲ့ပါတယ်။စစ်အာဏာသိမ်းမှုနောက်ပိုင်းမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့စစ်ရေးပြိပခါတွေကြောင်းလူဦးရေ16ဒသမ6%တန်းလောက်ဟာအရေးပေါ်လူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေတယ်လို့ UN ကဆိုပါတယ်။ အာနာသိန်းစစ်ကောင်စီကတော်လှန်ရေးအင်အားစုတွေစီထိန်းချုပ်နယ်မြေတွေဆုံးရှုံးရလေလေဒေသခံပြည်သူတွေအတွက်လူသားချင်းစာနာမှုအကူအညီလမ်းကြောင်းတွေကုံတော်ရေးလမ်းကြောင်းတွေကိုပိတ်ပင်လေလေဖြစ်တယ်လို့ UN ကမနေ့ကကြေညာချက်ထုတ်ပြန်ပါတယ်။ပြီးတော့လူသားချင်းစာနာမှုအကူအညီပေးသူတွေကိုလည်းစစ်ကောင်စီကပြစ်မှတ်ထားလေရှိတာကြောင့်လက်ရှိမှာဆိုးရွားနေပြီးသားစားနပ်ရိက္ခာအချက်အသေးကိုပိုပြီးဆိုးရွားစေတယ်လို့လည်း UN ကဆိုပါတယ်။အဲ့ဒီကြေညာချက်ဟာ မြန်မာနိုင်ငံရေးအချက်အတဲနဲ့လူသားချင်းစာနာမှုရေးရပြဿနာတွေကိုစောင့်ကြည့်နေတဲ့ UN ပညာရှင်တွေစီကနေထွက်ပေါ်လာတာပါအာနာသိမ့်မှုကိုခုခံတွန်းလှန်တဲ့လက်နက်ကင်တော်လှန်ရေးစတင်လာချိန်နောက်ပိုင်းမြန်မာနိုင်ငံရဲ့မြို့နယ်စုစုပေါင်း66ရာခိုင်နှုန်းဟာလက်နက်ကင်ပြည်ပခါတွေရဲ့ဒဏ်ကိုအ ਨੇ နဲ့အများတက်ရောက်ခံစားခဲ့ရကြောင်းစစ်ပွဲတွေကြောင့်နိုင်ငံရဲ့စိုက်ပျိုးရေးနဲ့စီးပွားရေးကဏ္ဍလည်းတိတိတသားဆုပ်ယုပ်ကျဆင်းသွားကြောင်းကုလသမဂ္ဂကြီးညာချက်ကဆိုပါတယ်2025ခုနှစ်ထဲမှာ စံစီစာပေအစရှိတဲ့အခြေခံစားတောက်ကုန်တွေဟာ2024ခုနှစ်ထက်30ရာခိုင်နှုန်းထပ်ပြီးဈေးတက်လာဖို့ရှိတယ်လို့ UN ကခန့်မှန်းသတိပေးထားပါတယ်။ပြီးတော့လောလောလတ်လတ်မှာပဲ American အစိုးရကလူသားချင်းစာနာမှုအထောက်အပံ့တွေရပ်တန့်လိုက်တာကလည်းမြန်မာနိုင်ငံကအချက်အတဲကြုံနေရတဲ့လူအဖွဲ့အစည်းတွေကသာမကပဲမြန်မာဒုက္ခသည်တွေကိုလက်ခံထားတဲ့အင်းကြီးချင်းနိုင်ငံတွေကိုပါရုံးကန်ရစေနိုင်တယ်လို့ UN ကြေညာချက်မှာပါရှိပါတယ်။ ရခိုင်ပြည်နယ်မှာဆိုရင်လူပေါင်းနှစ်တန်းလောက်ကအငတ်ပေးစိုက်လူနေပါချင်းချောက်မှုမျိုးနဲ့ကြုံရပြီးအထူးသဖြင့်တော့စစ်ဆောင်စခန်းတွေမှာနေထိုင်ရတဲ့ကလေးတွေအမျိုးသမီးတွေကစားနပ်ရိက္ခာပြက်လက်မှုဒဏ်ကိုအဆိုးဆုံးခံစားနေရကြောင်းသိရပါဗျ။ဒါကြောင့်နိုင်ငံတကာကောင်းဆောင်တွေအနေနဲ့မြန်မာနိုင်ငံရဲ့ဒေသခံလူမှုကေဆယ်ရေးအသင်းအဖွဲ့တွေနဲ့ပူးပေါင်းပြီးဒုက္ခကြုံနေသူတွေစီထိရောက်တဲ့အခုအညီတွေပေးပို့ရှိအလေးပေးဆောင်ရွက်ဖို့လဲကုလသမဂ္ဂရဲ့ပညာရှင်တွေကတိုက်တွန်းခဲ့ပါဗျ။ ပြီးတော့နိုင်ငံတကာအသံအဝန်နဲ့အာဆီယံတို့ကိုလည်းမြန်မာဒုက္ခသည်တွေအတွက်နေဆက်ဖြတ်ကျော်အကူအညီတွေပေးပို့နိုင်ရေးအားထည့်စူးစမ်းပေးကြဖို့ UN ကတောင်းဆိုထားပါတယ်ရှင်။